ေးစားပါတော့ပြည်တော်စုသမရမြန်မာနိုင်ငံတော်အတွင်းမိတင်းနေထိုင်ကြပါတော့ရဟန်းရှင်လူမိဘလှုပ်သားပြည်သူပေါင်းတို့ခမညာကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစု၄ပါးပါတီမန္တလေးတိုင်းဒေသကြီးခြေဆိုင် ပါတီမှ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့၌ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကို ပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ် ကျွန်တော်ကတော့ဒီမိုကရက်တစ်အားစု၄ပါးပါတီမှဘူးထွေထွေတွင်းမှုဥဝေးမျက်မှောင်ဖြစ်ပါတယ်ဆိုတာမိတ်ဆက်ပြရစီကျွန်တော်တို့ပါတီအနေဖြင့်ပါတီရှေ့လုပ်ငန်းစဉ်တိုင်းပြည်နဲ့လူမျိုးပေါ်တာဝန်တရားအသီးသီးရှိဂန္ဓာအလိုက်ဖော်ဆောင်ပေးမိတောင်းအများကိုတင်ပြဟောပြောသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ ပြည်ထောင်စုသမရမြန်မာနိုင်ငံတွင်နေထိုင်သည့်ပြည်ထောင်စုသားတိုင်းလူမျိုးကြားမှနေထိုင်စင်းရဲချမ်းသာမရွေးနိုင်ငံရေးလွတ်လပ်ခွင့်အပြည့်အဝရရှိရေးဖြစ်ပါတယ်။နံပါတ်1လူမျိုးရေးလွတ်လပ်ခွင့်နှင့်ဒီမိုကရေစီလူခွင့်ရေးတန်းတူညီမျထွန်ကားရေးအားမြန်မာနိုင်ငံတွင်ထွန်ကားလာစီရန်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ်နံပါတ်3မြမပြည်သူပြည်သားအလုံးဒီဥပဒေနဲ့အညီလှုပ်ရှားမှုကဏ္ဍအသီးသီးပါဝင်ဆောင်ရွက်နိုင်ရင်နံပါတ်4ပါတီရှေ့လုပ်ငန်းစဉ်တိုင်းအဓိကဖော်ဆောင်နိုင်ရန်လိုအပ်သောရန်ပုံငွေရရှိဖော်ဆောင်သွားမှာဖြစ်ပါတယ်နံပါတ်5ပါတီအစဉ်အလုံးတွင်တိုင်းရင်းသားအမျိုးသားအမျိုးသမီးအလုံးတန်းတူ ပါဝင်ဆောင်ရည်ကြီးတီဆောက်တော့မှာဖြစ်ပါတယ်။နံပါတ်6ပြည်တော်စုမြန်မာနိုင်ငံတွင်မိတင်းနေထိုင်သောလူမျိုးစုအချင်းချင်းလေးစားမှုယုံကြည်မှုပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစီရန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နံပါတ်9ဒီမိုကရက်တစ်အင်အားစု၄ပါးပါတီပါတီဝင်များ၏ တစ္ဆာအဋ္ဌံမှာတစ်ပြည်တော်စုသမရမြန်မာနိုင်ငံတော်တရားသားပြည်သူများပေါ်တစ္ဆာစောင့်တည်ပါမည်နှစ်ပါတီဝင်အချင်းချင်းတစ္ဆာရှိပါမည်သုံးပါတီတောင်ဝတရားများကို ကြေပြွန်စွာထမ်းဆောင်ပါမည်လေးပြည်တော်စုသမရမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသောပြည်သူလူထု၏အကျိုးစီးပွားကိုအစဉ်အမြဲကာကွယ်စောင့်ရှောက်ပါမည်ပါတီသစ္စာလေးချက်အားဥထိပ်ပံဆောင်ရွက်သွားမှာဖြစ်ပါတယ်နံပါတ်၈ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကြီးငြိမ်းချမ်းသာယာတိုးတက်ရေးဖြစ်သည့်အမျိုးသားပြန်လည်ရင်ကျစေရေးဒီမိုကရေစီရေးငြိမ်းချမ်းရေးအချက်ကျသည့် လုပ်ငန်းစဉ်များကိုအလေးနက်ထား၍အောင်မြင်ရန်တိုင်းရင်းသားညီကိုမောင်နှမများနှင့်အတူကြိုးစားပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။နံပါတ်9မိမိတို့နေထိုင်သည့်ပြည်တော်စုတမရမြန်မာနိုင်ငံရှိလူမျိုးစု135မျိုးတိုင်းရင်းသားများနှင့်အတူပြည်တော်စုကြီးဖွံ့ဖြိုးတိုးတက်ရေးသည့်မိမိတို့၏ပါတီတာဝန်ဖြစ် ခံယူအပ်ပါတယ်။နံပါတ်10ဒီမိုကရက်တစ်အင်အားစု၄ပါးပါတီယုံကြည်သောဒီမိုကရေစီစနစ်တွင်လွတ်လပ်ခြင်းတရားမျှတခြင်းညီမျှခြင်းဟုသော လောကပါလာတရားများထွန်းကားကျင့်သုံးနိုင်ရေးနိုင်ငံရေးလွတ်လပ်မှုနှင့်စီးပွားရေးလွတ်လပ်မှုတရားစီရင်ရေးလွတ်လပ်မှုများလွတ်လပ်စွာဟောပြောဆွေးနွေးနိုင်မှုစသည် လွတ်လပ်မှုအခြေခံအခွင့်အရေးများကိုပြည်သူတို့အပြည့်အဝခံစားနိုင်ကြစီရန်တို့ကိုကြိုးစားလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မိကုံကျုံနေဖြင့်လေးစားတန်ဖိုးထားရပါသောဤတော်စုသမရမြန်မာနိုင်ငံတွင်မိတင်းနေထိုင်ကြသည့်တိုင်းသားညီကိုမောင်နှမများနှင့်ရန်ရှင်လူမိဘလှုပ်သားပြည်သူအပေါင်းတို့နှင့်ပါတီစုံ ဒီမိုကရေစီ အောင်မြင်စေရန်ကြိုးစားအားထုတ်ကြသောခေါင်းဆောင်ကြီးများဒီမိုကရက်တစ်အင်အားစု၄ပါးပါတီမှဘေးပြားတွေဝေ့ကွာကြပြီးချမ်းသာဒုက္ခနှဖျားပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းစုပြုလျက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်